အားလုံးပဲမင်္ဂလာပါများ။ကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့အော်စီမာရောက်နေတဲ့ NLD ပါတီဝင်ဦးအောင်မျိုးဝင်းမှာသူ့ကိုဓမြတိုက်လူရမှုဟု သူ့ပေါ်ဆွဆွဲထားမှုအောင်ပြန်လဲဖြည့်ရှင်းလာတဲ့ရုပ်သံပြပါလေးအောင်ပြန်လဲတင်ဆက်ပေးလိုက်ပါခင်ဗျာဒီမှာဥပမာမျိုးရအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးသူ့ကိုဆွဆွဲထားတဲ့မြို့သမီးကဘယ်လိုတွေတုံ့ပြန်ပြောဆိုထားသလဲဆိုတာကိုအားလုံးဝင်အောင်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ါလဲဆိုတော့အခုဒီကြားရအတွင်းမှာလိုင်းပေါ်မှာတက်လာတဲ့ကိစ္စတွေရောတရင်ဌာနနေနေပြီးတော့ဘလူပြန်ပြီးတော့တက်လာတဲ့เนาะကျွန်တော်အပုတ်ချပြီးလောက်ကျန်ထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အ ਨੇ ကျင်ပြောကျွန်တော်ပြောချင်ပါတယ်ပထမဆုံးကျွန်တော်ဗာပြောချင်လဲဆိုတော့ဒီအခုမကြမီရပိုင်းအတွင်းမှာကျွန်တော်ဒီမှုရင်ဆိုင်မှုအတွက်ကိုကျွန်တော်စတင်ပြီးတော့လောက်ဆောင်ပါတော့မယ်ဒါကကျွန်တော်ပထမဆုံးပြောချင်တာပါဒုတိယချက်ကအခုလိုင်းပေါ်မှာ ကျွန်တော်တို့ဒီຫນွေဦးမုံဆိုတဲ့အကောင့်နဲ့စပြီးတော့တပုတ်လုံးလုံးပြောထားတဲ့ကိစ္စတွေအကုန်လုံးအခုအောက်ကနေမှန်ပြီးတော့နော်ထပ် share ထပ် share ပြီးတော့မဟုတ်မှတရားတွေကျွန်တော်တို့ပြောထားတဲ့ဟာတွေရောအကုန်လုံးဒါတွေရောကျွန်တော်ခုစပြီးပြောပါပြီကျွန်တော်တို့အမှုဒီမှာဝါရီမှာရဲနဲ့ကျွန်တော်စကားပြောမယ်ကျွန်တော်အမှုကိစ္စတွေကိုကျွန်တော်စပြီးတော့ရှင်းလင်းမယ်အဲ့ချိန်ထဲမှာပဲဒပြိုင်နဲ့ຫນွေဦးမုံအပါဝင်ကျွန်တော်တို့ကိုတပုတ်လုံးလုံးအပုတ်ချနေတဲ့လူတွေအကုန်လုံးအော်စီဥပဒေရကျွန်တော်စပြီးတော့ကျွန်တော်တရားဆွတော့မှာဖြစ်တယ် အားလုံးလည်းကျွန်တော်အားလုံး record လည်းယူပြီးပါပြီကျွန်တော်ပြန်တရားဆွဲမယ်။ဘာကြောင့်လဲဆိုတော့ဒီຫນွေဦးမောဆိုတဲ့အမျိုးသမီးကြီးမျက်နာသူကာယကံရှင်ရဲ့ဆွေမျိုးလည်းမဟုတ်ဘူး။နော်။တားခြင်းလည်းမဟုတ်ဘူး။တတ်တတ်မဲ့ကျွန်တော်တို့ကိုဒီဟာကိုပုံချက်ကားပြီးတော့ကျွန်တော်မဟုတ်မှန်မှန်တဲ့စကားတွေနဲ့ကျွန်တော်အပုတ်ချတာ။ဒီကနေ့လိုက်ကတဖြည်းဖြည်းလွှဲလွှဲနေအခုက IT case ဆိုတော့တကဘာလုံးအထိပါပြတ်နှံ့ပြီးကျွန်တော်ဗမာပြည်ထဲမှာတော့ကျွန်တော်ဆွေမျိုးတားခြင်းနေတော့မှအခုဆိုရင်အားလုံး မျက်နာဘယ်မှာပြရမလဲတောင်ပဲတည်တဲ့အနေထားမျိုးခမရရဲ့လှုပ်ပေါက်ကကျွန်တော်နဲ့ကျွန်တော်အတိုင်းဝိုင်းအကုန်လုံးကိုကိုကိုတေချောင်းပြန်စီလောက်အောင်ကိုခမရတို့ကဒီဇိုင်းမတ်မတ်လုပ်ခဲ့တဲ့အတွက်ခမရတို့လည်းတုတ်ခုနေ့ကပြောခဲ့ပြီးသားခမရဘီလိန်ထွက်လုပ်တယ်ပြောခိုင်းတဲ့လူကလည်းခမရတို့ဒရိုက်တာအနောက်ကနေပြောပြောခိုင်းတယ်ခမရဘီလိန်လုပ်တယ်အခုခမရကိုတုတ်ကဘီလိန်အဆင့်တော့မဟုတ်တော့ဘူးတရားဥပဒေကြောင်းအရပါခမောက်ကိုချုပ်တရားဆက်ဆွဲတော့မယ်เนาะဒါလေးတစ်ချက်ပြောရရင်เนาะလို့မို့ခမောက်ချုပ်တော့ပြမယ် ခမည်းမှာဒီလိုလာတယ်ခမည်းတော်ထတယ်မှာရှိတယ်လက်သုံးချောင်းလေးထောင်ယုံနဲ့တတိယနိုင်ငံထွက်ဖို့လာတယ်လို့ခမည်းကြောက်ထားတယ်နော်ခမည်းရာဇဝင်လည်းကြောက်ပြီးတယ်2021ဧပြီလမှာခမည်းဘလိုပုံဘလိုနီးလိုက်ခမည်းထောင်ပြခဲ့တယ်ခမည်းဒီဘက်ကိုဘလိုထွက်လာလဲနော်ခမည်းမဲဆောက်မှာငွေကြေးတွေဘလိုအရှုပ်ရှင်းတွေရှိသလဲကြောက်ကုန်သိတယ်နော်ခမည်းဒီကိုထွက်လာတာတော့မှခမည်းကရုံးကြီးနဲ့ခမည်းဒီကိုထွက်ပြေးလာတာနော်ပထမအကြိမ်ကတော့ခမည်းကိုကြုံမပြုံးဆိုတာကကျုပ်ကလူကြီးလူကောင်းဆန်ဆန်နဲ့ နော်လူတယောက်ပုတ်ကိုကိုအပုတ်ချပြီးဘယ်တော့မှလည်းမပြောတတ်ဘူးပြောလည်းမပြောဘူးဒါမှမဟုတ်ခမရဆိုးတတ်တတ်ဆိုးလာတော့ခမရအเจ้าကိုလည်းနောက်တစ်ချိန်မှာကျုပ်တိတန့်ကိုထပ်ပြီးအသေးစိတ်ကိုကျွန်တော်ထပ်ပြောမယ်ဒီနေရာမှာထပ်ပြောမယ်ကျုပ်တို့ကငွေကြေးမှာဘာမှအရှုပ်ရှိမရှိနော်ရှိပါတယ်ဆိုတဲ့လူတွေတိုက်ရိုက်ထွက်ပြောလိုက်အခုကဂျာနယ်တွေတို့အခုဒီမှာဒနေဌာနတွေတို့ရေးနေရရှင်းရှင်းလေးမဲဆောက်ရောက်ရှစ်ပြောင်းနေထိုင်သူတယောက်ကဘာပြောပါလဲမဲပုတ်ရောက်ရှစ်ပြောင်းနေထိုင်သူတယောက်ကဘာပြောပါလဲချစ်ချင်းမြင့်မြင့်မရှိပဲနဲ့ခင်ဗျားတို့ကကြုတ်ကို တက်တက်ကြီးကိုအပုတ်ချနေတာကျုပ်နိုင်ငံရုပ်လည်းအသေးတက်တယ်ကျုပ်တို့ဘဝကိုလည်းဆုံးပါအောင်လို့ခင်ဗျားကိုလုပ်နေတယ်အဲ့တော့ခင်ဗျားကိုလည်းကျုပ်ကထပ်ပြီးတော့လုပ်ပေးလို့မဖြစ်တော့ဘူးခင်ဗျားအပါဝင်ကျုပ်ကိုအောက်ကနေပေါ့နည်းနည်းနာနာမဟုတ်မှန်မှန်သာပြောပြီးတော့ပြောနေတဲ့လူတွေအကုန်လုံးလည်းကျုပ်စတင်တရားစွဲမယ်ပြည်တွင်းမှာလည်းရှိတယ်ကျုပ်ကဆူတောင်းတယ်နော်ငါကိုရီးယားကျုပ်ကဒေါ်လာရုပ်များများပြီးစေချင်နေလားပြီးပါစေဆူတောင်းနေလားတနေ့အတွင်းမှာပြီးပြီးကြပါစေဆူတောင်းနေထပ်ပြီးတော့ပြီးခဲ့တယ်ဆိုရင်ဗမာပြည်တွေကကျုပ်ကိုအပုတ်ချတဲ့အကောင့်တွေပါနော် ကာလာစစ်ကန်တဥပဒေကာလာစစ်စစ်ကန်တအရာတနေ့အတွင်းတရားဆွဲလို့ရတယ်ဆိုရဲဟာဒီကုံကျုပ်တရားဆွဲမှာနော်ဒါကျုပ်တခါလေးပြောလိုက်တာနော်ဒါကျုပ်တခါလေးပြောလိုက်တာနောက်ချက်ကကျုပ်ဘာပြောကြင်လဲဆိုတော့အခုမီဒီယာတချို့မှာတက်လာတယ်ကျုပ်ကငွေလူငွေလူပါတယ်လို့နော်ဘာလူပါတယ်လို့ဒါတော့ဗျာအမှုဖွင့်တဲ့လူကတော့ तू ပြောကြင်သလိုပြောမှာပဲနော်ဒါပြောမှာပဲဒါပေမဲ့အဲ့ဒါကကျုပ်ကရဲစခန်းမှာရဲနဲ့စကားပြောတဲ့အခါမှာ တုတ်ပြမယ်ရှင်းရှင်းလေး CCTV ကအဖြေပေးလိုက်မယ်ကျုပ်လက်ဘူရာတွေကအဖြေပေးလာလိမ့်မယ်နော်ကျုပ်ငွေဝင်လို့တယ်မလူးကျုပ်ကငွေဝင်လို့တယ်လို့ပြောအောင်လဲဒီဆိုင်ကရွှေရောင်းတဲ့ဆိုင်လည်းမဟုတ်ဘူးကျောက်မြေရနာတွေဆိုင်လည်းရွှေရောင်းတဲ့ဆိုင်လည်းမဟုတ်ဘူးနော်ဟုတ်ပြီနော်ငွေချီချင်းမမကြီးကိုရလို့ကျုပ်ကဓညာတိုင်အောင်လဲကျုပ်မှာအဲ့လောက်အနေထားမျိုးနဲ့ကျုပ်အနေထားမျိုးနဲ့ဓညာတိုက်ဆရာလည်းအကြောင်းမရှိဘူးဒေါသအလျောက်ကျုပ်မခံနိုင်တဲ့စကားရက်တစ်ခုကိုပြောလာခဲ့လို့ဒေါသအစရောက်ဖြစ်ခဲ့တဲ့ဟာတစ်ခုရိုင်းမှုတစ်ခုကို ခြေကန်းခြေကန်းနဲ့ကျုပ်ကိုထောင်မကြကြအောင်ဆိုပြီးတော့နော်ရိုက်မှုနောက်ပြီးတော့လူရမှုဓမြမှုခိုးမှုဆိုတော့ဒါတွေတက်ချိန်မှာကျုပ်ကိုရဲကစစ်ချက်ယူပြီးတော့နော်ဒီအစီတရားရေးဌာနဒီအချက်ကဖြင့်တရားစွဲထိုက်ပါသည်ဆိုပြီးတော့ရုံးနေထိုက်ပါသည်လို့လည်းသူကဆုံးဖြတ်အောင်မယ်ကျုပ်ကိုတင်ခဲ့ရင်တောင်မှတရားသူကြီးကကျုပ်ကိုဗမျှမှုနဲ့အပြစ်ရှိပါတယ်လို့ဆုံးဖြတ်မှသာကျုပ်ကတရားခံဖြစ်ပါအခုကခင်ဗျားတို့ကလိုင်းပေါ်မှာကျုပ်ကိုပြောနေတာနော်ဘာမှလည်းမဆုံးဖြတ်သေးဘူးဘာမှလည်းတရားဥပဒေကလည်းရေဆန်ခြင်းလည်းမရှိသေးဘူး တဖက်တဲ့အမြင်နဲ့ခင်ဗျားတို့ကကျုပ်ကိုတခါတည်းဓမြဓမြခင်ဗျားတို့ဓမြတိုက်တယ်ဓမြတိုက်တယ်ဆိုပြီးဖြစ်နေတာနော်ကျုပ်မိမကလည်းဒီလိုပဲတခိုးတခိုးလို့ခင်ဗျားပြောနေတာကျုပ်တို့ရဲ့ယာစုံမှာမရှိခဲ့တဲ့ဟာကိုခင်ဗျားတို့ကကျုပ်တို့တမိုင်းကိုဖြတ်တဲ့ပြင်ကျုပ်မိသားစုတွေကျုပ်ဆွေမျိုးအတိုင်းဝိုင်းတွေအကုန်လုံးကျုပ်တကဘာလုံးမှာနေစရာမရှိအောင်ခင်ဗျားတို့ကကျုပ်ကိုကဘာအလွှင့်အောင်လို့ခင်ဗျားတို့လုပ်နေတဲ့ဟာတွေဘယ်ထောက်မှမကျင်တော့ဘူးကျုပ်အကုန်လုံးပြန်တရားဆွဲမှာတော့ဒါကျုပ်ပထမဆုံးချက်ပြောမယ်နောက်ချက်ကအဲ့ဒီမှာဘသူတွေဘယ်လောက်ပဲပြောပါစေနော် တရားဥပဒေကြောင်းအရသာပြောမယ်ဆိုရင်ဒီနိုင်ငံမှာ CCTV တွေရှိတယ် CCTV တွေကနေပေါ့အချက်လက်ရှာလိမ့်မယ်ရဲကနေစုံစမ်းစစ်ဆေးလိမ့်မယ်အဲ့ချိန်မှာပေါ်ပေါက်လာတဲ့အနေအထားမျိုးမှာခဏတော့ချုပ်ကိုပြောပြောလက်တင်ခံတယ်နော်အခုက gossip လိုမျိုးဖြစ်နေတဲ့အနေအထားမျိုးမှာခဏတော့ချုပ်ကိုတခါတည်းလူအုပ်များများနဲ့ဝိုင်းပြီးတော့နော်အခုကဘလို့ဖြစ်နေလဲဆိုခဏတော့ဘောလုံးကွင်းထဲမှာဝင်ဆဲသလိုမျိုးလမ်းကြုံလိုက်တိုင်းဝင်ဆဲမယ်ဆိုတဲ့အတိုင်းအတာမျိုးခဏတော့လုပ်နေတာဒါပေမဲ့ချုပ်ကိုကျင်တရားနဲ့ချုပ်အနေအထားနဲ့ချုပ်ရာဇဝင်ရချုပ်မခံနိုင်ဘူး နော်ကျုံပြောဆက်ကအနေထားအရာကျုံမခံတဲ့အတွက်အလုံးကိုတုတ်ဖြစ်ရှင်းမယ်တုတ်ပြဆွဲမယ်ဒါပထမဆုံးပြောချင်တာနောက်ဒုတိယချက်ကျွန်တော်ပြောချင်တယ်ကျွန်တော်မိမကိုခိုးပါတယ်ဆိုပြီးတော့ကရားမီဒီယာနဲ့တင်လာတဲ့ကိစ္စနော်ကျွန်တော်အချင်းလေးပဲကျွန်တော်ပြောချင်တယ်အဲ့ဒီဖြစ်ပွားတဲ့နေရာဆိုင်နယ်မှာလည်းမဖော်ပြဘူးဒါပေမဲ့ဖြစ်ပွားတာဘယ်မှာလဲဟော့ပါ crossing ဆိုင်ဟုတ်ပြီအဲ့ဆိုင်မှာကျုံမိမကပစ္စည်းတွေခိုးယူပြီးတော့ထွက်သွားလို့ဆိုင်ရှင်ကတွေ့လို့ဝင်ရှင်းခဲ့ရတာမဟုတ်ဘူးကျုံမျိုးသမီးစီနော် သူ့မှာမေ့ရတဲ့အခြေရှိတယ်နော်ဖြတ်သန်းလာတဲ့တခြားမှာစိတ်ဝေဒနာတွေလည်းသူခံစားနေရတယ်ဆေးလည်းတောက်နေရတဲ့အဲ့ချိန်နော်အချုံမုတ်တွေစားပြီးတော့တတိလက္ခဏာနဲ့လင့်နေပါတယ်ဆိုတော့ကျုပ်ပြောပြသခြင်းလေဒါလင်ညာလာမဟုတ်ဘူးစေးစာတွေဆိုတာလည်းတက်ချိန်မှာတရရရမှာကျွန်တော်အဲ့စေးစာတွေအကုန်လုံးရက်ဆွဲတဲ့ကွာကျွန်တော်တင်ပြမယ်နော်ဒီတိုင်းမိမှာဘာမှလင်ညာလို့မရဘူးစေးတက်တွေအထောက်ထားဆိုတာလည်းဘေးဆရာဝန်ကလည်းမဟုတ်ကဟုတ်ကလောက်ကြံပြီးရေးလို့ရတဲ့ကိစ္စမဟုတ်ဘူးเนาะဒီမှာကျွန်တော်မှမိသားစုဆရာဝန်ရှိတယ်ဒီဆရာဝန်နဲ့ပဲပြရတယ်ဒီဆရာဝန်ကနေပြီးတော့ညွှန်ကြားလို့လည်းအခုကျွန်တော်မိမသည်စိတ်ကြယောဂါကိုကုနေရတယ် နော်ဟုတ်ပြီနော်အဲ့ဒါတွေအတွက်ကိုကျွန်တော်တည်တံရှင်းပြမယ်အဲ့ဒီကဖြစ်ပေါ်တဲ့ချိန်ကကျွန်တော်မိမသည်ငွေတရားကျော်တာတာလေးရှိတဲ့ကွန်ပစ္စည်းကိုအိုက်ဆိုင်ထဲမှာပထမဦးဆုံးချိန်ဝယ်ဝယ်တယ်ဝယ်နေတဲ့သူ့မစင်ညာနေပြီးတော့သူ့တိကျကွန်နဲ့ဖုံးခေါ်လာလို့စကားပြောရဲပြောနေသူ့မိပြီးတော့သူထွက်လာခဲ့မိတယ်ထွက်လာခဲ့ပြီးတော့သူတတိယလိုက်တဲ့ချိန်မှာဟာငါငွေမရှိခဲ့ရပါလားဆိုတော့အိုက်ဆိုင်ကိုပြန်သွားပြီးတော့ကျမပစ္စည်းတွေကိုယူသွားပြီးတော့ငွေမရှိခဲ့မိဘူးကျွန်တော်တတိယလက်ပြီးတော့ဖုံးပြောင်းနဲ့ထွက်သွားမိတာအခုငွေရှင်းပြရစီဆိုတော့ငွေလည်းရှင်းပြပြီးသွားပြီ ော်ဆိုင်ရှင်တွေကလည်းတည်တယ်။ဒါမှမဟုတ်တို့ရဲစခန်းလည်းမတိုင်ဘူး။နော်ခုံးမှုလည်းမဟုတ်ဘူး။ပြန်တတိယလို့မိကြံခဲ့လို့ပြန်လာပေးတဲ့ဖြစ်။ဒါကဘယ်လိုလို့ခုံးမှုဖြစ်မှာလဲ။အဲ့ဒါကိုကျွန်တော်တို့မကျင်တတ်တဲ့လူတွေကခုံးမှုကျုံတော့ပါလေခုံးမှုကျုံတော့ပါလေ။ကျွန်တော်တို့အော်စီမှာကျွန်တော်တို့ဒီဒုက္ခတွေအစင်သန်းနေနဲ့ပေးလာတဲ့ငွေတွေထဲမှာနေဖို့ကစားဖို့အကုန်လုံးလုံလောက်ပြီးသား။နော်။ကျွန်တော်တို့နေထိုင်လာတဲ့မဲဆောင်မှာအခုဒီမှာရောအစားအသောက်ဘယ်တော့မှမရှိဘူးဗျ။ ကျွန်တော်ထွက်လာတဲ့မဲဆောက်ကထွက်လာတဲ့ချိန်မှာမှပိုရှန်နဲ့ပစ္စည်းတွေမှာအကုန်လုံးကျွန်တော်တို့ကအစားတောက်တွေဝေးနော်ပစ္စည်းတွေတောင်မှကျွန်တော်ရောင်းစားခဲ့တဲ့လူတွေမဟုတ်ဘူးကိုလူပေးလိုက်ဒီလူပေးလိုက်ကျွန်တော်အမှုလူမျိုးတွေကျွန်တော်တို့အနေထားကလည်းခိုးဆိုးလူရအောင်တဲ့အနေထားလည်းမရှိဘူးဒါကြောင့်မို့လို့မိမိမဲ့တည်သောစကားတစ်တခုနဲ့ပတ်သက်ပြီးတော့လူပြောင်းရဲ့ဘဝကိုအဆက်ရအောင်လို့မဖြတ်စည်းကြပါနဲ့နော်အဲ့ဒီဘက်ကိုလည်းကျွန်တော်တောင်းပန်တယ်နော်အကယ်၍ကျွန်တော်ပြောပြီးသားကျွန်တော်အမျိုးသမီးဒီမဲဆောက်မှာရောလေးကေကောမှာရောမဲဆောက်မှာရောဒီမဲဘုံဝါရီပီမှာရော ကျွန်တော်အမျိုးသမီးငွေလိမ်လည်ခဲ့ဘူးတာရှိသလားငွေချိခဲ့ဘူးတာရှိသလားကျွန်တော်အမျိုးသမီးခိုးတာရှိသလားရှိတယ်ဆိုအိုက်ဆိုင်ရှင်တွေထွက်ပြောလိုက်ကျွန်တော်တရားဥပဒေရကျွန်တော်ရင်ဆိုင်လိုက်မယ်နော်ဒါကကျွန်တော်အမျိုးသမီးကိုခိုးပါတယ်လို့ပြောတဲ့လူတွေတော့ကျွန်တော်ရှင်းပြတာနောက်ချက်ကျွန်တော်တို့ပြောချင်တာကနော်ဒီနေ့အောက်ကကွန်မန်ဒါတချို့လည်းတွေ့ရတယ်ဘေးကနေပြီးတော့လည်းကျွန်တော်လာပြတာလေးရှိတယ်အစိုးရဆုံးကိစ္စလေးကျွန်တော်တခုပြောချင်ပါတယ်အောက်ကကွန်မန်နေထဲမှာပထမတစ်ချိန်တုန်းကဒီ post အောင်ပါ ျွန်တော်ရန်ကုန်တိုင်း NLD ဒုက္ခရဦးစုံဝင်းကဒေါက်တာဘိုင်ဝါနေရေးတယ်ဒါဒီတိုင်းပြည်ရဲ့တရားဥပဒေလမ်းကြောင်းအရရင်ဆိုင်လိုက်ပါဟုတ်ပါတယ်ဒါတော့ပါတီတာဝန်ရှိသူတယောက်အနေနဲ့ဒါတော့တယောက်နဲ့တယောက်ပြောတဲ့စကားအဲ့လောက်ကြီးကိုကျွန်တော်မပြောသေးဘူးထပ်ပြီးတော့အခုထပ်တက်လာတယ်ဘာတက်လာလဲဆိုတော့ကျူးလွန်ခံရတဲ့နင်းလာတဲ့အမျိုးသမီးကပါတီကိုမတိုင်သေးပါဘူးပါတီကိုတိုင်ခဲ့တယ်ဆိုရင်ကျွန်တော်ကိုပါတီကနေပြီးတော့ယာတပ်ပံထုတ်ပယ်ပြီးအပြစ်ပေးပါမယ်ဆိုတဲ့စကားကို ဒေါက်တာစုံဝင်ဦးကဒေါက်တာဘိုင်ဝါနေပြီးတော့ပြောပါတယ်ဆိုတဲ့စာတက်လာတော့အဲ့ဒါနည်းနည်းလေးတော့ကျွန်တော်ပြောချင်တယ်ဗျကိုပိုင်ဝေးအကိုလည်းပါတီဝင်ကျွန်တော်လည်းပါတီဝင်နော်ပါတီဝင်ကိုအပြင်ပလူတယောက်ကလည်းအပြစ်ရှိသူတိုင်စာပို့တယ်ဆိုရင်ကျွန်တော်တို့ပါတီရဲ့ထုံမှန်ရစီကံထိမ့်သိမ့်ရရနဲ့စစ်စစ်တယ်ပြီးရင်ပြစ်ပေးအရေးယူတယ်နော်လူတယောက်ကိုထုတ်ပယ်တယ်လို့ပြစ်ပယ်တယ်လို့ဆိုတာကဘိုးစီစီရဲ့အလုပ်ယခုအချိန်လေးအကြောင်းကြောင်းကြောင့်ဘိုးစီစီမရှိဘူးဆိုရင် အခုပြည်ပမှာကျွန်တော်တို့ဖွဲ့ထားတဲ့ CWC ကနေပြီးတော့ဆုံးဖြတ်ပြီးကျွန်တော်ထုတ်ပြန်လို့ရပါတယ်เนาะဒါကိုတော့ကျွန်တော်လက်တင်ခံတယ်အဲ့ဒီအခြေအနေမျိုးတောင်မှကျွန်တော်ဆွဆွဲထားတဲ့ဓမြမှုဆိုတဲ့ဟာဒီအမှန်ကန်ဖြစ်ပါတယ်ကျွန်တော်တကယ်ကျူးလွန်ပါတယ်ဆိုပြီးတော့ OC အစိုးရကနေပြီးတော့ကျွန်တော်အပြစ်ချပြီးမှသာလျင် CWC ကနေပြီးတော့ကျွန်တော်အပြစ်ပေးဆုံးမလို့ရပါတယ်အဲ့ဒါကိုကိုပိုင်ကမျက်နာသူအမျိုးသမီးကနေပြီးတော့တိုင်ခဲ့မယ်ဆိုရင်ကျွန်တော်ကို ပါတီကနေပြီးတော့ယာတပံထုတ်ပယ်ပါမယ်ဆိုတဲ့ပြောတဲ့စကားဒါတော်တော်ကြီးကိုဖောင်းနေပြီလို့ကျွန်တော်ပြောချင်တယ်။ကိုပိုင်တို့ကျွန်တော်ဆိုတာနော်အခုမှသိတဲ့လူတွေလည်းမဟုတ်ဘူး။တိုင်းနဲ့နေလာတယ်။လေးကေကောင်မှလည်းအတူနေလာတယ်။မဲဆောင်မှလည်းအတူရှိတယ်နော်။တယောက်နဲ့တယောက်ဘာပြဿနာမှလည်းမရှိဘူး။အဲ့ဒီတဲမှာမှကိုပိုင်ဝင်နေမဟုတ်ဘူး။ကိုမနေတဲ့အောက်မှာကိုပိုင်ဝဲမိန်းမကပါ။မှန်တာတွေကအများကြီးတော်တော်ကြီးကိုလွန်ထက်ထက်လွန်လာတယ်။အဲ့တော့ကျွန်တော်ပြောချင်တယ်ဗျ။ကျွန်တော်ကတော့ပြောရင်ကျွန်တော်စင်းတဲ့ဘောင်းနဲ့ပဲပြောလို့ပြောတာရှိတယ်။ကို့အချင်းချင်းလည်းဘယ်တော့မှကျွန်တော်တယောက်နဲ့တယောက်အပုတ်ချရုပ်ထုံးတာမရှိဘူး။ အဲ့တော့ကိုတို့ဘက်ကအခုလိုမျိုးကြီးပြောလာကြီးရတော့ဒါကျွန်တော်လုံးဝလက်သင့်ခံနိုင်စရာအကြောင်းမရှိဘူးပြောချင်းမပြောချင်းတော့မပြောနဲ့တော့ခင်ဗျာအဲ့ဒါဟိုတင်းဌာနနဲ့ခင်ဗျားနဲ့ပြောစာထဲမှာပါလာတော့တုတ်ပြောမယ်အဲ့တော့ကိုပိုင်ဝေးကိုချင်းချင်းကြားထဲမှာဟေးလူငါကြီးမင်းဒီလိုဖြစ်ခဲ့လားငါကျွန်တော်တလုံးမေးခဲ့ဘူးလားနော်အခုတရားရှင်ကြီးကလည်းဘာမှလည်းဟိုတရားလည်းမစွဲရသေးဘူး ိုတရားလက်စင်ကြလည်းမချသေးဘူးရဲကလည်းကျုပ်ကိုဆစ်ချက်တွေလည်းမယူပါသေးတဲ့အချိန်မှာခင်ဗျားတို့က plea decision ချပြီးတော့ကျွန်တော်ဓညပါဆိုပြီးတော့ပါတီကထုတ်ပယ်မယ်ဆိုတော့ဒါခင်ဗျားတော်တော်လွန်ထက်လွန်သွားပြီနော်အဲ့တော့ကျွန်တော်တခါလည်းပြောချင်တယ်အကိုတို့ပြောလို့ပြောတာနော်အကိုတို့လင်မယားနှစ်ယောက်ပြောလို့ပြောတာတခါလည်းကျွန်တော်ထပ်ပြောမယ်ကျွန်တော်တို့ဒီသူများအကြောင်းကိုဘယ်တော့မှလည်းကျွန်တော်အပုတ်လည်းမချဘူးတပုတ်လည်းလွန်လည်းမပြောဘူးအဲ့တော့အကိုအနေနဲ့ကျွန်တော်မကျင်တဲ့ချက်တွေများရှိခဲ့လို့ဒီလိုပြောကျင်တယ်ဆိုရင်ကျွန်တော်တစ်ခါတည်းပြောလိုက်မယ်အကိုကိုမိသားစုဝင်အချင်းချင်းကိုပြဿနာကိုကိုရင်ရှင်းပြီးမှကျွန်တော်လာပြောပါဦးနော် ဘာကြောင့်လဲဆိုတော့လူတယောက်ဂုံသိက္ခာနဲ့အများကြီးဆိုင်တဲ့ကိစ္စမှာအခုလက်လို့ဆိုရယ်ပြောလို့မရအောင်အဲ့တော့ကျွန်တော်လက်တံခံအကယ်၍အခုတို့ဒီတက်ဆိုးလာတယ်ဆိုတော့ကျွန်တော်ရှင်းပြောမယ်ဗျာအခုအကြောင်းကိုအခုရဲ့အမျိုးသမီးကနေကကျွန်တော်အမျိုးသမီးကိုငိုရပြီးလမ်းပြောတာပဲကျွန်တော်အခုဘာပြောခဲ့ဘူးလဲဘာဆိုဆွဲခဲ့ဘူးလဲနော်နော်အခုအခုအပြည့်အနာစာဒီကျွန်တော်ပြောခဲ့ဘူးလားဘယ်တော့မှမပြောဘူးကျွန်တော်တို့ကကိုယ်ပုံကိုရင်းနဲ့တိုင်မင်လာရင်တိုင်မင်လာတဲ့အတိုင်းပဲထားတယ်ဒီလိုပဲကျွန်တော်တခြားလူတွေနော်ကျွန်တော်ဒီလိုပဲနေတာ အခုကကျွန်တော်တို့ကဒီမှာเนาะကျွန်တော်တို့ဖြစ်ပွားနေတဲ့ဖြစ်ရတဲ့ပတ်သက်ပြီးတော့ပြောကျင်တယ်ဆိုရင်ဘောင်ဝင်တဲ့စကားတွေကျွန်တော်တို့ပြောပါเนาะတိုက်ခိုက်တဲ့ပုံစံမျိုးမပြောပါနဲ့เนาะเนาะဒါတစ်ချက်ပြောကျင်တယ်နောက်ချက်ကလူမြတ်ကျော်အခုဒါ Facebook မှာဆယ်လီလုံနေတဲ့လူမြတ်ကျော်ငါကြီးနေလို့ငါတို့ဆိုတာတက်ကြွလှုပ်ရှားသူဘဝနဲ့အတူတူလှုပ်ရှားရုန်းကန်လာတဲ့လူတွေနော် မင်းနဲ့ငါနဲ့ကြားမှာလည်းရန်ညိုးမရှိဘူးမင်းကလည်းငါညီတယောက်လိုပဲမင်းကငါအခင်မမပြတ်ခဲ့ဘူးနော်အခုမင်းကနေပေါ့လိုင်းပေါ်နေတင်တယ်ဝင်မှုတွင်ရောနော်အင်မျိုးလင်းရောနော်ကေတက်လင်းရောကျော်တက်လင်းရောပါဆိုမင်းကတင်ပြီးတော့အခုမင်းထပ်ပြီးတော့မင်းထပ်တင်သေးတယ်ခုနလေးနဲ့မင်းကငါဝင်မလိုက်တယ်အန်နေဒီကစီမင်းလွှတ်တော်ဥက္ကဋ္ဌကလည်းအော်စီမာငရုတ်ချပွင့်နဲ့ဓမြမှုဆိုပြီးတော့မင်းရစ်တယ်နေလဲ အမှန်တရားဘက်ကဆိုတော့မင်းအလုံးသမားရေးလောက်ခဲ့တယ်လူဥပဒေကြောင်းအရတရားခံကိုနော်တရားခံလို့အဆုတ်ဆက်ခံရတဲ့လူကိုတရားရုံးကနေအပြစ်ရှိပါတယ်လို့ဆင်ကြက်မချမချင်းအဲ့လူဒီအပြစ်ရှိတော်သူမဟုတ်ဘူးဆုတ်ဆက်ခံသူပဲရှိသေးတယ်အဲ့တော့မင်းကဘာမှတော့မတတ်သေးဘူးမင်းကဓမြမှုလို့မင်းကရေးရတယ်ဆိုတော့မင်းကငါ့ကိုတတ်တတ်ပလိန်အပုတ်ချတာငါမင်းပဲမင်းစီကငါစားထားဘူးတာရှိသလားငါမိမမင်းရစားထားဘူးတာရှိသလားနော် မင်း၄ကေကောမှာမင်းနေစဉ်တလျှောက်မှာမရှိစင်ရသားမလေးတို့မိသားစုကြီးမှာမင်းအဝိရှော်ခိုင်းတယ်သူတို့မိသားစုကြီးကနေပေါ့မင်းအတုတ်တွေပါနေစားတယ်နော်မင်းကငါမိမရဲ့မောင်မလို့ပြောထားတဲ့အတွက်ကြောင့်မလေးတို့ကငါတို့လာတိုင်းတဲ့သူတို့မပေးသေးသူတို့မှလည်းပတ်စံမရှိပါဘူးပြောတာတော့မှငါမိမကဒါကျမမောင်ဘယ်လောက်စားထားတာရှိတယ်ဘယ်လောက်အဝိရှော်စားရှိတယ်အကုန်လုံးတော့ရှင်းခဲ့တဲ့လူပါနော်မင်း၄ကေကောနေမဟုတ်ဘူးမဲဆောက်ကိုရောက်တဲ့ချိန်လွတ်လပ်ရေးမှာပဲတွေ့တွေ့ဘီလာစုံမှတ်မှာပဲတွေ့တွေ့ မင်းတို့ပဲငါတို့တက်ခဲ့ကျွေးခဲ့လာပါမင်းတို့ငါတို့ကကျွေးခဲ့လို့မင်းငါတို့ဘက်ကရက်တီဖို့လည်းပြောနေရမှာမဟုတ်ဘူးကိုမတိတဲ့ဇလန်းတစ်ခုကိုကိုမတိသေးပဲနဲ့မင်းတို့ကပရီဒက်ဆက်ရှင်ရှာပြီးတော့ငါ့ကိုဓမြမှုဓမြမှုလို့ပြောအောင်မင်းမှပြောဖို့အတွက်မင်းမှအဲ့လောက်ထိအစင်တမ်းမရှိဘူးပထမမင်းနဲ့ပတ်သက်လို့ငါဘာမှမပြောဘူးဆိုတာရှင်းရှင်းလေးနော်မင်းလေးကေကောလာတယ်နော်မင်းကိုဘဒုဘဝနေပြီးတော့လေးကေကောအုတ်ချုပ်ရမှုကိုတိုင်တယ်တတိုင်လို့တော့မှမင်းကိုခေါ်ဘူးစစ်စင်းနေတဲ့အချိန်တော့မှငါ ငင်ငင်မနေခဲ့ပါဘူးเนาะလက်နက်ကင်တက်ဒီကြားထဲမှာလေးကဲကောအထုတ်ရမှုကိုသွားဒါကျွန်တော်ညီလိုပါပဲကျွန်တော်လုံးလုံးလောက်ပေါကင်ပတ်ပါမင်းနဲ့မဟုတ်တခြားတယောက်ရှိသေးတယ်သူ့နာမည်တော့မပြောတော့ဘူးเนาะပြဿနာကြီးတက်ပြီးတော့မင်းတို့စစ်ပြီးတော့သူတို့စုံစမ်းနေရတဲ့ချိန်မှာသူတို့ဒလန်လည်းမဟုတ်ပါဘူးเนาะအဲ့တော့သူတို့အတွက်ကိုကျွန်တော်တာဝန်ယူပါတယ်ဆိုပြီးတော့ငါကြားနေပြီးတော့ပြောပြခဲ့တယ်လို့ဒီလိုလူတယောက်ကိုမင်းကမအထာမထားပဲနဲ့မင်းအခုလိုမျိုးမင်းလိုင်းပေါ်ကနေပြီးတော့တက်ပြီးတော့ရင်းနေတာကြီးတော့မင်းတော်တော်ကြီးအထိမ့်မဲ့မရှိဘူးเนาะအားကြီး တချင်ကတော့မြို့ငါခင်ခဲ့တယ်ရဲဘော်ရဲဘက်လို့သဘောထားခဲ့တယ်ဒီချင်းကစာပြီးမင်းနဲ့ငါအကန့်လည်းမရှိတော့ဘူးမင်းเจ้าနေမင်းပြေးလာတဲ့ဟိုကမင်းကိုတောင်တော်ကနေလှမ်းပြောတယ်နော်မင်းဖမ်းဆီးထားတဲ့လူတွေကိုမင်းလွတ်ဖို့ဆိုပြီးတော့မင်းဘာတွေငွေယူခဲ့တယ်လို့ဘာဒဏ္ဍာရီမင်းဆုပ်ဆွဲခဲ့တာတော့မှငါမင်းကိုလုံးဝတန်ရမရှိခဲ့ဘူးနော်ကို့အချင်းချင်းလွတ်ဖို့ကြိုင်မဲ့ချင်းချင်းပြောတာတော့မှငါပြောတာတခုခုရှိတယ်ခင်ဗျားတို့အခုပြောနေတဲ့စကားစီဒီတုတ်လဲကြားတာလည်းမဟုတ်မြင်တာလည်းမဟုတ်တဲ့အတွက်ခမဲလိုချင်းဆိုင်ရှင်းရဒီလောက်ပဲငါပြောခဲ့တာအဲ့တော့ မင်းလည်းမင်း page ကနေပြီးတော့ငါ့ကိုအပုတ်ချလာရရင်ရရမရဘူးဆိုရင်တော့ငါလည်းထိတ်တိုက်ရှင်းရတော့မယ်နော်ဒါတစ်ချက်ပြောချင်တယ်နောက်ချက်ငါကျွန်တော်တို့ကတော့ကြောက်နေလာတော့ဒါကျွန်တော်အမှုကိစ္စနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးကျွန်တော်ပြန်ပြီးပြန်ပေါက်ပါမယ်ကျွန်တော်အခုအဝေးစံရာကိုရောက်နေတယ်မကြမိရပိုင်းအတွင်းမှာကျွန်တော်တို့နေရက်ကိုပြန်မယ်ပြီးရဲရက်တဖွဲ့နဲ့ကျွန်တော်တို့ဆက်တွေ့မယ်ရက်တဖွဲ့နဲ့ကျွန်တော်ဖြေကြပြီးတော့ဒီအမှုကိုကျွန်တော်ရင်ဆိုင်မှုရှိတယ်ဒါတိချက် နောက်ပြီးတော့ကျွန်တော်ဆွဆွဲတယ်ဆိုတဲ့အကြောင်းတွေကကြိုက်တယ်လို့ဘယ်လိုပဲရေးရေးဒီတိုင်းပြည်မှာ CCTV တွေနဲ့ပဲအဖြေပေးနေတာအဲ့တော့အဲ့ဒီအချိန်တွေရောက်ရင် CCTV တွေကအဖြေပေးပြီးတော့ရဲကနေပြီးတော့တို့လုတ်တယ်လုတ်လိုက်တာကိုတို့လုတ်မယ်ရဲရဲ့ process အတိုင်းပဲကျွန်တော်ဒီအမှုကိုကျွန်တော်ရှင်းဆိုင်သွားမယ်နောက်ဒါတစ်ချက်ပြောမယ်နောက်ပြီးတော့ကျွန်တော်ကိုတပုတ်လွယ်လွယ်ပြောနေတဲ့လူတွေနော်ဒီအစီမပြောနေတဲ့အကောင့်တွေအကုန်လုံးကိုအဲ့တချိန်တည်းတပြိုင်တည်းကျွန်တော်ရှင့်နေနဲ့တိုင်ပင်ပြီးတော့ကျွန်တော်အားလုံးကိုကျွန်တော်တရားစွဲမယ်။ဗမာပြည်ကကျွန်တော်တော်လန်ရေး ဆူတောင်းပါတယ်ကျွန်တော်လည်းဒီကပဲတွန်းနေတာပါတနေ့မှတိုင်ရင်6လအတွင်း3လအတွင်းအများဆုံးပြီးပါစေဆူတောင်းနေဘာကြောင့်လဲဆိုတော့ကျုပ်ကိုအဲ့မှာတပုတ်လင်လွင်ပြောထားတဲ့အကောင့်တွေအကုန်လုံးကိုကာလာစီကန်တဥပဒေရတနေ့အတွင်းမှာတရားဆွဲမယ်ဆိုတဲ့ဟာတွေတုတ်ပါအကုန်လုံးကျုပ်ပြတရားပြဆွဲပြမယ်နော်ဒါကျုပ်ချိတ်ချောက်တာမဟုတ်ဘူးကျုပ်ကဝါတစ်ခုလုံးကိုကျုပ်မိသားစုတစ်ခုလုံးကိုကျုပ်မျိုးနွယ်တစ်ခုလုံးကိုစုပ်ပြတ်တက်အောင်လုပ်ခဲ့တဲ့လူတွေကိုကျုပ်ကပြန်လှည့်ပြီးတော့ကျုပ်ကပြန်တုံ့ပြန်မှာပဲเนาะဒါကျွန်တော်ချိတ်ချောက်တာမဟုတ်ဘူးဒါဒါတစ်ခါလည်းပြောပြနေတာเนาะ အခုဒီတိုင်းပြည်မှာခုံမှုပဲဖြစ်ဖြစ်ရိုက်မှုပဲဖြစ်ဖြစ်ဗာမှုပဲဖြစ်ဖြစ်နော်ကြိုက်တဲ့လူကအတိုင်းဒီတိုင်းပြည်ရဲ့တရားစီရင်ရေးစနစ်ကိုကျုပ်ကယုံကြည်တယ်ဒီမိုကရေစီတိုင်းပြည်တစ်ခုရဲ့တရားစီရင်ရေးကိုကျုပ်ယုံကြည်တယ်ကျုပ်ရင်ဆိုင်မှာနော်အဲ့တော့ခင်ဗျားတို့ဘာမှမပူနဲ့အဲ့ဒီမှာလီဇယ်ပြီးတော့ပြောခဲ့တဲ့ဟာဒီမဟုတ်မမှန်တရားပြောခဲ့တဲ့အရာဒီအကုန်လုံးကိုတက်ဆိုင်သူတွေအားလုံးကိုတော်ဝင်ကိုခံကြရလိမ့်မယ်နော်ဒါကိုကျုပ်ဒီမှာဖတ်ပြီးတော့ကျွန်တော်အတိပေးတာပါ ကျွန်တော်ကြောင့်စိတ်တော့ကဖြစ်ရတဲ့နော်ပါတီဝင်တွေရောကျွန်တော်ကိုယုံကြည်မှုပေးခဲ့တဲ့လူတွေအားလုံးရောကျွန်တော်ဆွေမျိုးသားချင်းတွေအားလုံးရောကျွန်တော်ဒီနေ့အနုညွန်တောင်းပန်တယ်နောက်တစ်ခုကကျွန်တော်လျှက်တစ်ပြက်ဒေါသအလျောက်တုံ့ပြန်ခဲ့ပြီလို့နော်အဲ့ဒီမှာတွားပြီးတော့ခိခိုက်နှက်နာခဲ့တဲ့အမျိုးသမီးကိုလည်းကျွန်တော်ဒီကနေပြီးတော့တကယ်ကိုလေးလေးစားစားနဲ့ကျွန်တော်တောင်းပန်ပါတယ်နော်ကျွန်တော်အဲ့တော့ကိုလည်းကျွန်တော်အမှုကိုကျွန်တော်ထွက်ပြီးတော့လာရင်ဆိုင်မှာဖြစ်ပါတယ်နော်အဲ့ဒါလေးကျွန်တော်တစ်ချက်ကျွန်တော်ပြောချင်ပါတယ် ်အခုအောက်မှာမမှန်နေပါတယ်နေမင်းမှာပတ်ဆိုင်ရည်တဲကိုတဲ့ဆိုင်ထဲကပစ္စည်းတွေထည့်နေရစီတီဗီပြင်တာပေါ့မြင်ပါပေါ့ဗျာစီတီဗီကတော့ခမဗာပစ္စည်းယူထည့်နေဒီတိုင်းမြာကတော့နေရာတကာနဲ့စီတီဗီရှိတာပဲနော်စီတီဗီရှိရှိတာပဲပြီးတော့မှလည်းကျွန်တော်တို့ငွေရှင်းရတာဗျာဒီထဲကိုထည့်နေတိုင်းဒါအကုန်လုံးကခိုးတယ်ဆိုရင်တော့ခမအကုန်လုံးတခိုးကြီးပဲနော်ပြောပြောရတာနော်ဒါကိုဒါကျွန်တော်ပြောချင်ပါတယ်နောက်တစ်ချက်ဗျာကျွန်တော်တယောက်ကြံလို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကကိုတန်းထိုင်အောင် ကိုတန်းထအောင်ဒီပါတီဝင်ကျွန်တော်လည်းပါတီဝင်မတိခဲ့တဲ့လူတွေလည်းမဟုတ်ဘူးကျွန်တော်ပြောစရာရှိရဲ့မစင်ညာနေလာပြောလို့ရတာမစင်ညာလာပြောလို့ရတာကျွန်တော်အဲ့ရနေမြေချချင်းသွားဖန်ခံလိုက်ပါလားပါဆိုတာကျွန်တော်ဒီအခြေအနေမှာကိုတိုင်ကိုရောက်နေတဲ့တိုင်းပြည်ရဲ့အခြေအနေဘယ်လိုမျိုးလူဖွဲ့စည်းရဲ့အခြေအနေဘယ်လိုမျိုးကျွန်တော်တို့အဆင်သက်တာကျွန်တော်တို့ကိစ္စကိုကျွန်တော်ဘယ်လိုဖြေရှင်းရမလဲဆိုတာလဲကျွန်တော်ရဆုံးဖြတ်ချက်အများကြီးဘာမှဝင်ပြောကြရအောင်တောင်းမရှိဘူး ကျွန်တော်ဘရာသားကိုကျွန်တော်မပြောဘူးဆိုတာကကျွန်တော်ရဲ့မိမရဲ့အကူကျွန်တော်ရောက်ဖရဲ့တငယ်ချင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အများကြီးမပြောတာနောက်တစ်ချိန်မှာကျွန်တော်ကိုပြောပြရရှိရဲ့နော်မစင်ကားနေလာပြောလို့ရပါလားအဲ့ line မှာလည်းတက်ပြီးတော့ပြောတာအာသူတို့ပါတီဝင်ချင်းချင်းအရလုံးမှာသူ့အမြုံကြီးလို့ပြောတယ်ဆိုတဲ့အတိုင်းသားမျိုးကြီးရဒါလုံးဝအထိပ္ပယ်မရှိတဲ့ကိစ္စကြီးနော်အကိုနောက်ထပ်ပြီးတော့ပြောလိုက်မယ်ဆိုစကားလေးပဲနဲ့ချက်ပြောလိုက်တာပါအကိုရွေးကောက်ပွဲဝင်ခဲ့တဲ့ဒီစိတ်ကမ်းမှာ ကျွန်တော်လည်းအများကြီးကူညီပေးခဲ့ပါတယ်နော်မဲရှုံးခဲ့ရင်တော့မှဘလို့နည်းနဲ့ပြန်အနိုင်ယူလို့ရတယ်ဆိုတော့အဲ့စာတန်းကြီးကိုပြုတ်ရတာကျွန်တော်ဆိုတဲ့ကိုအောင်ပြောလဲမှာဗျနော်ကျွန်တော်အဲ့လောက်ပဲပြောချင်ပါတယ်နော်နော်အဲ့တော့ကျွန်တော်စကားကိုကျွန်တော်တင်နာလေးမှာကျွန်တော်ပြန်လဲအဆုံးသတ်ချင်ပါတယ်မကြခင်ရပိုင်းအတွင်းမှာကျွန်တော်ဥပဒေပေါင်းအတိုင်းကျွန်တော်ရဲ process အတိုင်းပဲကျွန်တော်ပြန်ပြီးတော့ဆက်သွယ်ဖို့ရှိပါတယ်နေရာကိုပြန်ပြီးတော့ဂျက်တက်ဖွဲ့နဲ့ဆက်ဆက်သွယ်မယ်ဒီမှုကိုကျွန်တော်ရေဆိုင်ဖို့ရှိပါတယ်နောက်ပြီးတော့ကျွန်တော်ကို မတိဘဲနဲ့ကျွန်တော်ရာဇဝင်မတိဘဲနဲ့ကျွန်တော်အเจ้าကိုမတိဘဲနဲ့တပုတ်လေလွင့်လောက်ခဲ့တဲ့ဟာတွေအကုန်လုံးကိုလည်းကျွန်တော်စတင်ပြီးတော့တရားစွဲမယ်ဆိုတဲ့အเจ้าကိုလည်းကျွန်တော်ဒါအကုန်ပြောချင်ပါတယ်အားလုံးလည်းလေးစားပါတယ်ဗျာနော်အားလုံးလေးစားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ